ဣသရေမျိုးတွေမှာတတိပေးသံတွေကျဲလောင်စွာထွက်ပလာပြီးမျိုးတွေမှောင်မဲသွားကညကောင်းငင်မှာမီးလျံတွေတောက်လောင်လာပါတယ်။တချိန်ကဣသရေဟာအန်နီယရီနဲ့ဝေးကွာတယ်လို့ထင်ရခဲ့ပေမဲ့အခုတော့ရက်ဆက်တဲ့စစ်ပွဲကိုလက်တွေ့ကြုံလာရပါပြီ။တေးစင်နိုင်တဲ့လက်နက်တွေကြောင့်အန်နီယများတဲ့စစ်ပွဲတစ်ခုဖြစ်လာပါတယ်။ဒါဟာဒုံးကျည်တွေဒါမှမဟုတ် drone တွေတသက်ပဲမဟုတ်တော့ပါဘူး။ဒါဟာနှစ်ဖက်စလုံးဒါကိုဘသူကစပြီးရက်တံမှုဆန္ဒရှိတယ်လဲဆိုတာကိုစမ်းသပ်နေတဲ့စမ်းသပ်မှုတစ်ခုပါ။ အီရန်ကအစ္စရေးကိုသူ့နယ်မြေကနေလက်နက်ပေါင်း200ကျော်နဲ့အကြီးမားဆုံးဓာတ်ရိုက်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။နှစ်နာရီအတွင်းမှာပဲဒီလက်နက်တွေကိုပစ်လွှတ်ခဲ့ပါတယ်။အီရန်စစ်တပ်က Baltic ဒုံးကြီး120ကျော်နဲ့လက်နက်တပ်ဆင်ထားတဲ့ drone 80ကိုကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုအနေနဲ့ပစ်လွှတ်ခဲ့ပါတယ်။ဒါဟာအစ္စရေးရဲ့နှလုံးသားကိုပစ်မှတ်ထားတဲ့ရဲရင်ပြီးတွက်ချက်ထားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပြီးအရှေ့လေပိုင်းစစ်ပွဲမှာအန်ဒီရဲ့ရှိတဲ့အလှည့်ပြောင်းတစ်ခုပါ။ဒီတိုက်ခိုက်မှုကိုစစ်ရေးအရတိကျမှုနဲ့ဂယုတစိုက်စီတယ်မီအကောင့်ထည့်ဖော်ခဲ့ပါတယ်။ ဒုံးကြီးတွေနဲ့ဒရုန်းတွေအားလုံးကိုတပြိုင်တည်းနှီးပါပစ်လွှတ်ခဲ့ပြီးအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုဖိအားပေးခဲ့ပါတယ်။ဒါဟာအီရန်ကသူ့ရဲ့ Baltic ဒုံးကြီးတွေကိုဒီလောက်အကြီးစားနဲ့အစ္စရေးမြေပေါ်မှာပထမဆုံးအကြိမ်လူသိရှင်ကြားအသုံးပြုခဲ့တာဖြစ်ပါတယ်။ကာကွယ်ရေးသုံးသပ်သူတွေရဲ့အဆိုအရဒီလှုပ်ဆောင်မှုကအကြီးစားဖြစ်ပြီးနိုင်ငံတော်ဝန်ကအဓိကခြေခံဆောက်အုံတွေကိုဒရုန်းတွေနဲ့ဒုံးကြီးတွေနဲ့ပစ်မှတ်ထားတဲ့အစစ်မြေကုတ်ကဲညှိနှိုင်းမှုကိုပြသပါတယ်။ဒီဖြစ်ရဟာနိုင်ငံကြားဆယ်သူနဲ့များပါအတွင်းအပြင်းထန်ဆုံးတင်းမာမှုဖြစ်ပြီး အီရန်ကဒေတာရင်းပြည်သူစစ်တွေနောက်မှာပုံနေတော့မှာမဟုတ်ဘူးဆိုတာကိုပြပါတယ်အဲ့ဒီအစားဒါရိုက်နဲ့လူသိရှင်ကြားပြိပခမှာဥဆောင်မှုရှေ့ထွက်လာနေပါတယ်တကယ်ထိတ်လန့်မှုကဒီဒုံးကြီးတွေရဲ့အတိုင်းတာနဲ့ဘယ်နေရာတွေမှာကြောက်ရောက်ခဲ့တယ်လဲဆိုတာပါဒုံးကြီးတိုက်ခိုက်မှုဟာဒေတာဆန်တော်ချင်းည10နာရီ40မှာစတင်ခဲ့ပြီးမိနစ်ပိုင်းအတွင်းမှာပဲအစ္စရေးရဲ့အကြီးဆုံးမြို့တွေဖြစ်တဲ့ Tel Aviv, Haifa, Ramagan နဲ့ Ashdod တို့မှာတတိပေးသံတွေပဲ့တင်ထားလာပါတယ်။ဒုံးကြီးတွေနဲ့ drone တွေဟာအလွန်စီစဉ်ထားတဲ့ပုံစံတိုင်းချင်းကပ်လာပြီးတိုက်ခိုက်ခဲ့ပါတယ်။ ်အစ္စရေးကောင်းငင်ဟာကြားဖြတ်တားဆီးဖို့ကြိုးပမ်းတဲ့ Iron Dome ကြောင့်လင်းထိန်လာပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဝင်လာတဲ့အန်ယူရဲ့အားလုံးကိုမတားဆီးနိုင်ခဲ့ပါဘူး။အစ္စရေးရဲ့ဗဟိုလေကြောင်းကာဝေးရေးစနစ်တွေဖြစ်တဲ့ Iron Dome, Davis Lane နဲ့ Aero 3တို့အားလုံးအသက်သွင်းခဲ့ရပါတယ်။ဒီစနစ်တွေကိုမတူညီတဲ့ဒုံးကျည်မျိုးစားတွေကိုကာကွယ်ဖို့ဒီဇိုင်းထုတ်ထားပြီးမဲ့ဝင်လာတဲ့ဒုံးကျည်အရေးအတွက်များပြားလွန်းတာကသူတို့ရဲ့စွမ်းရည်ကိုကန့်သက်ချက်ထိရောက်ခဲ့ပါတယ်။ဒုံးကျည်ပေါင်း190ကျော်ဟာချက်ချင်းနှီးပါဝင်ရောက်လာခဲ့ပြီးအများစုကိုမတူညီတဲ့ဥတီယာတွေကနေပြစ်လွှတ်ခဲ့တာက ရေဒါစနစ်တွေကိုရှုပ်ထွေးသိပြီးဂျားဖြတ်တားဆီးတဲ့ယူနစ်တွေကိုဝင်ပြီးစေခဲ့ပါတယ်။စစ်ရေးလေလာသူတွေကဒီတိုက်ခိုက်မှုဟာရှာရှာပပတပြိုင်နက်ညှိနှိုင်းနိုင်မှုဖြစ်တယ်လို့ဆိုကြပါတယ်။အရင်ကဒုံးကြီးတွေတပြိုင်နက်ပြစ်လွတ်တာနဲ့မတူဘဲဒါဟာနယ်စပ်မြို့တွေကိုမဟုတ်ဘဲအထက်မြို့ပြဗဟိုတွေကိုပြင့်ပတ်ထားတဲ့စစ်မြေပြင်အဆင့်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ဂျီမန်ချက်ကရှင်းပါတယ်။အစ္စရေးရဲ့ကာဝေးရေးကိုစိန်ခေါ်ဖို့ပါ။ညတကောင်မှာတာမန်ပြည်သူတွေဟာတတိပေးတံတွေကြောင့်အကာအကွယ်အောက်မှာခိုးလုံနေရပြီးမြို့တွေကထိခိုက်မှုအတွက်ပြင်ဆင်ထားရပါတယ်။ ဒါပေမဲ့ဒုံးကြီးတချို့ဖောက်ထွက်သွားပြီးဖြစ်ပေါ်လာတဲ့ပျက်စီးမှုတွေကအစိမ့်မြင့်ဤပညာကာကွယ်ရေးဟာတော့ဘလောက်ထိခိုက်လွယ်တယ်လဲဆိုတာကိုဖော်ပြခဲ့ပါတယ်။ Israel ရဲ့လေကြောင်းကာကွယ်ရေးကတိုက်ခိုက်မှုကိုရပ်တန့်မှုကြိုးစားခဲ့ပေမဲ့ဒုံးကြီးတချို့ဟာဖောက်ထွင်းပြီးအထိကပစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်။ Haifa မှာအပြင်းနဲ့ပေါက်ကွဲမှုတစ်ခုကစိတ်ကန်း area ကိုထိမှန်ပြီးစီတိုင်ငင်တစ်ခုကိုပျက်စီးကကြီးမားတဲ့မိခင်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ထူထပ်တဲ့မိဂိုတွေကကောင်းငင်ကိုဖုံးလွှမ်းခဲ့ပြီးမိသက်သမားတွေကမိကိုထိန်းချုပ်ဖို့အပြေးလွှားရောက်လာခဲ့ပါတယ်။ ရမတ်ဒါဗစ်လေတက်စခန်းမှာဒုံးကြီး၃သိန်းစခန်းတွင်းပိုင်းကိုကြာရောက်ခဲ့ပြီးဒီစခန်းဟာအဓိကစည်ရေးဗဟုတစ်ခုဖြစ်ပါတယ်။လေရင်ကိုတောင်နေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေပြည့်စည်သွားခဲ့ပြီးအနာဂတ်လေကြောင်းစစ်ဆင်ရေးအတွက်ပြဿနာကြီးကြီးမားမားတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာမကြာသေးခင်ကာလအတွင်းအစ္စရေးစခန်းတစ်ခုကိုထိမှန်ခဲ့တဲ့အထူးခိုက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။တဲလ်အဗစ်မှာတော့ဒုံးကြီး၃သိန်းကကာကွယ်ရေးတိုင်းကိုဖောက်ထွင်းပြီးအရက်သားဧရိယာတွေကိုထိမှန်ခဲ့ပါတယ်။အစာအုပ်မုံများသောဖွဲ့စည်းပုံပြည့်စည်မှုတွေကိုခံသားခဲ့ရပြီးအရေးပေါ်ဖွဲ့တွေကပိတ်မိနေတဲ့နေထိုင်သူ signaling တွေကိုကယ်ထုတ်ဖို့တညာလုံးလှုပ်လှုပ်ခဲ့ရပါတယ်။ဒီထိတ်လိုက်မှုကိုမြေပြင်မှာသာမကနိုင်ငံတော်မှမှခံစားခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဂျပန်လှုပ်ဆောင်ခဲ့တာမဟုတ်ဘဲအစ္စရေးရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့စီးရေးတုံ့ပြန်မှုတွေကိုအားနည်းသွားအောင်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်လို့သုံးသပ်သူတွေကပြောပါတယ်။တိုက်ခိုက်သူတွေက data အချိန်ကိုက်မှုနဲ့ညှိနှိုင်းမှုတွေကိုအသုံးပြုပြီးဒုံးကျည်ဒဇင်းချင်းစီရဲ့တက်ရောက်မှုကိုတိုးမြှင့်ခဲ့ပါတယ်။ပိုပြီးဆိုးရတဲ့အန်ရီကပျက်စီးမှုတွေသာမကဒီလက်နက်တွေနောက်ွယ်ကနီးပညာအဆင့်ပါပဲ။ အီရန်ရဲ့တိုက်ခိုက်မှုကသူတို့မှာရခင်ကထက်ပိုမိုအဆင့်မြင့်ပြီးအန်ဒီယန်များတဲ့လက်နက်တွေရှိလာပြီးဆိုတာကိုပြသခဲ့ပါတယ်။အသုံးပြုခဲ့တဲ့ဒုံးကျည်တွေကမြန်ဆန်ယုံသာမက intelligence ပါဝင်ပါတယ်။အီရန်ကဆိုဖာဂျာ၊ဒက်ဖောလ်နဲ့ဖာတက်110ဒုံးကျည်တွေကိုပြစ်လွတ်ခဲ့ပြီးဒီဒုံးကျည်တွေဟာပြန်တမ်းမှုနောက်ဆုံးအဆင့်မှာဥတီယာပြောင်းလဲနိုင်ပါတယ်။ဒါက Iron Dome ဒါမှမဟုတ် Aero 3လိုအဆင့်မြင့်စနစ်တွေနဲ့တောင်ပြစ်ချဖို့ပိုခက်ခဲစေပါတယ်။ဒီဒုံးကျည်တွေဟာအမြန်ဆန်နဲ့အမြန်နှုံးနဲ့ပြန်တမ်းပြီးခင်မီလမ်းညွှန်စနစ်တွေနဲ့လမ်းကြောင်းပြထားတာကြောင့် ပုံမတိကြပါထိမှန်နိုင်ပါတယ်။ကျွမ်းကျင်သူတွေကအီရန်ကဒီလက်နက်တွေကိုအလွှာပေါင်းစုံကာကွယ်ရေးတွေကိုဖောက်ထွင်းနိုင်ဖို့နှစ်ပေါင်းများစွာတိုးတက်အောင်လှုံ့ဆော်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒုံးကြီးရေမလာခင်မှာအီရန်ကကာမီကာဇီဒရုန်းတွေကိုအရင်ပို့လွှတ်ခဲ့ပါတယ်။ဒီဒရုန်းတွေကိုရေဒါစကန်တွေနဲ့ဒုံးကြီးပြစ်လွတ်တဲ့ဆက်တွေကိုပြင့်မှတ်ထားပြီးပျက်စီးစေဖို့ဒီဇိုင်းထုတ်ထားတာပါ။ Iron Dome unit တွေအပါအဝင်ကာကွယ်ရေးဘက်တရီတချို့ဟာယာယီအနေနဲ့ရပ်ဆိုင်းသွားခဲ့ပြီးဒုံးကြီးတွေဝင်လာနိုင်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်။ဒုံးကြီးတွေရဲ့အဓိကပြစ်လွတ်မလာခင် ကာကွယ်ရေးတွေကိုဟာကွက်ဖြစ်စေဖို့ဒရုန်းတွေကိုအသုံးပြုတာဟာကောင်းကောင်းစီတင်ထားပြီးလေ့ကျင့်ထားတာဖြစ်ပါတယ်။ဒါကအီရန်ဟာစမ်းတန်နေတာမဟုတ်တော့ဘဲသူ့ရဲ့တာဝန်နည်းပညာအပြည့်အဝကိုအသုံးပြုနေပြီဆိုတာကိုလည်းပြသပါတယ်။ဒုံးကျည်တွေဆက်လက်ဝင်ရောက်လာချိန်မှာအစ္စရေးဟာတခါမှမကြုံဘူးတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။မကြသေးခင်တမိုင်းမှာပထမဆုံးအချိန်ဖြစ်အစ္စရေးရဲ့ကာကွယ်ရေးစနစ်ဟာသူ့ရဲ့ကန့်သက်ချက်ထက်ကျော်လွန်တဲ့ဒုံးကျည်တွေနဲ့ပြစ်ခံခဲ့ရပါတယ်။ဒရုန်းတွေကဆလို့ Baltic ဒုံးကျည်တွေအထိဝင်လာတဲ့အရေးအတွက်များပြားလွန်တာကစစ်တပ်ကိုဘာကိုတားဆီးမလဲ။ ဘာကိုလွှတ်ထားမလဲဆိုတဲ့ခက်ခဲတဲ့ရွေးချယ်မှုတွေကိုလုပ်ရစေခဲ့ပါတယ်။ပုံမှန်အားဖြင့်တာနီးဒုံးကြီးတွေကိုအောင်မြင်စွာကြားဖြတ်ဖြတ်စည်းနိုင်တဲ့ Iron Dome ဟာအရေးအတွက်မှာအလွှမ်းမိုးခံခဲ့ရပါတယ်။စည်ရဲကြွနေသူတွေကဒီလိုတိုက်ခိုက်မှုဟာတိုက်ခိုက်မှုစနစ်ကိုလွှမ်းမိုးအောင်လုပ်ဖို့ဒီဇိုင်းထုတ်ထားပြီးအချိန်နှဲငယ်တွင်လက်နက်ပေါင်း200ကျော်ကိုပို့လွှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အီရန်ကအစ္စရေးရဲ့လေကြောင်းကာဝေးရေးကိုအားလုံးကိုတားဆီးဖို့ကြိုးစားမဲ့အစားအစိုးဆုံးအန္တရာယ်ရှိတဲ့ပြစ်မှတ်တွေဒါမှမဟုတ်အရသာအေရီယာနာကပြစ်မှတ်တွေကိုဦးစားပေးအာရုံစိုက်စီခဲ့ပါတယ်။ David Slin နဲ့ Aero 3လိုစနစ်တချို့လည်းအသက်သွင်းခံခဲ့ရပြီးမဲ့သူတို့လည်းအလွမ်းမိုးခံခဲ့ရပါတယ်။ဒီလိုများပြားလွန်လှတဲ့ဒုံးကျည်တွေဟာတခါမှမမြင်မှုတဲ့အခြေအနေတစ်ခုကိုဖန်တီးခဲ့ပါတယ်။ကာကွယ်ရေး unit တွေဟာဝင်လာတဲ့ area တွေကဘယ်ဟာကိုကြားဖြတ်တားဆီးမလဲဆိုတာကိုအချိန်နဲ့တပြေးညီ data ကိုအသုံးပြုပြီးလှင်မြန်သွားနှိနှိုင်းခဲ့ရပါတယ်။ဒါပေမဲ့အကောင်းဆုံးဤပညာမှာတော့ကန့်သက်ချက်တွေရှိနေပါတယ်။ရလက်ကထင်ရှားပါတယ်။အီရန်ကလုံလောက်တဲ့အရေးအတွက်နဲ့ဆိုအဆင့်မြင့်ကာကွယ်ရေးစနစ်တွေကိုတော့တုံ့လှုပ်စေနိုင်တယ်ဆိုတာကိုတတ်သိပြခဲ့ပါတယ်။ဒါပေမဲ့ဒုံးကျည်တွေကြောက်ရောက်လာပြီး ကာကွယ်ရေးတွေအလုံများနေချိန်မှာလူသားဆုံးရှုံးမှုနဲ့နေစဉ်ဘဝအနှောက်အယှက်တွေကပုံမနှဆိုင်တဲ့ဇလန်းကိုပြောပြပါတယ်။ဒီတိုက်ခိုက်မှုရဲ့ဆုံးရှုံးမှုဟာစစ်ရေးအရာတသက်မဟုတ်ပါဘူး။အရတားတွေကိုလည်းပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။လူ၁၁ဦးသေဆုံးခဲ့ပြီး150ကျော်ကဒဏ်ရာရခဲ့ကအများစုဟာအခြေအနေစိုးရိမ်ရတဲ့အဆင့်မှာရှိနေပါတယ်။ Tel Aviv နဲ့ Haifa ကဆေးရုံတွေဟာရုတ်တရက်ဝင်ရောက်လာတဲ့လူနာတွေကိုကင်ွယ်ဖို့အရေးပေါ်အခြေအနေအပြည့်အဝပြောင်းလဲလိုက်ရပါတယ်။ပြည်စည်းမှုတွေကမြို့ပေါင်းများစွာမှာနေစဉ်ဘဝကိုထိခိုက်စေခဲ့ပါတယ်။ အထူးသဖြင့် Hyper စိတ်ကန်းနာမှာဒုံးကြီးတစင်းကစီတိုင်ကြီးထိမှန်ပြီးကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပေါ်ကနေရာအနှံ့မှာမိလောင်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အနီးဝင်းရင်ခရိုင်တွေမှာလျက်စစ်တအားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပြီးထောင်နဲ့ချီတဲ့လူတွေကိုမှောင်မိုက်တဲ့အခြေအနေတွေနေရစီခဲ့ပါတယ်။ Delphin မှာတော့အများသူငါတေယူပို့ဆောင်ရေးစနစ်တွေမြေရောက်ယထာပဝင်ပြည်သူဝင်ဆောင်မှုလုပ်ငန်းတွေဟာဘေးကင်းရေးနဲ့ပျက်စီးမှုထိန်းချုပ်ရေးအတွက်ယာယီပိတ်ထားခဲ့ရပါတယ်။ဒီနောက်ချက်ဟာတိုးတောင်းတဲ့တိုက်ခိုက်မှုတစ်ခုကတော့ ခင်မီတဲ့နိုင်ငံတစ်ခုကိုဘလောက်ထိတုံ့လှုပ်စေနိုင်တယ်လဲဆိုတာကိုပြသပါတယ်။လမ်းတွေပိတ်ဆို့ခံခဲ့ရပြီးအရေးပေါ်ဖွဲ့တွေကနိုင်ငံနဲ့ချီအလုပ်လုပ်ခဲ့ရပါတယ်။လူတွေကိုအိမ်ထဲမှာပဲနေဖို့ညွှန်ကြားခဲ့ပြီးဘေးကင်းရေးအတွက်နောက်တစ်နေ့မှာကျောင်းတွေနဲ့ရုံးတွေပိတ်ခဲ့ရပါတယ်။လူအများစုအတွက်ဒီတိုက်ခိုက်မှုဟာနိုင်ငံအဆင့်အန္တရာယ်တစ်ခုသာမဟုတ်ပဲပြည်သူတယောက်ချင်းစီတိုင်းရဲ့ကိုယ်ရေးကိုယ်တာအန္တရာယ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကစစ်ပွဲဟာစစ်သားတွေကိုသာထိခိုက်တာမဟုတ်ပဲအိမ်တွေဆေးရုံတွေနဲ့ မြို့တွေတစ်ခုလုံးကိုထိခိုက်စေတယ်ဆိုတာကိုနိုင်ငံကိုအသိပေးခဲ့ပါတယ်။အစ္စရေးဟာဒီအမျိုးသားအကြက်တဲကိုရင်ဆိုင်နေရချိန်မှာသူ့ရဲ့ကောင်းဆောင်တွေဟာဘလုံနဲ့ဘဲချိန်မှာတုံ့ပြန်မလဲဆိုတာကိုဆုံးဖြတ်ရခဲ့ပါတယ်။တိုက်ခိုက်မှုပြီးမှလူအများကအစ္စရေးကချက်ချင်းတံပြန်တိုက်ခိုက်မယ်လို့မျှော်လင့်ခဲ့ကြပေမဲ့လှိမ်မြန်တဲ့တံပြန်တိုက်ခိုက်မှုကိုစတင်မဲ့အစားအစ္စရေးကောင်းဆောင်တွေကခဏရပ်တန့်ပြီးဝါရှင်တန်နဲ့ဆွေးနွေးဖို့သွားခဲ့ပါတယ်။ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကဒီတိုက်ခိုက်မှုကိုဓာတ်ရိုက်စစ်ပွဲလုပ်ရဲလို့ခေါ်ဆိုခဲ့ပေမဲ့ အဲ့ဒီညမှာတီဟီရန်ကိုဒုံးကျည်တွေနဲ့ပြန်မတိုက်ခဲ့ပါဘူး။အစ္စရေးဆိုရဟာအမေရိကန်ပြည်ထောင်စုကနေပုံမအားကောင်းပြီးညှိနှိုင်းထားတဲ့တုံ့ပြန်မှုကိုမျှော်လင့်ပြီးစောင့်ဆိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။နောက်ကွယ်မှာတော့ဖိအားတွေတဖြည်းဖြည်းတက်လာနေပါတယ်။အတိုက်ခံပါတီတွေနဲ့စစ်ရေးဝေဖန်သူတွေကနေတန်ယာဟုရဲ့အရင်ဆုံးဖြတ်ချက်တွေအထူးသဖြင့်မကြသေးခင်ကစီးရီးယားနဲ့အီရန်အနီးအနားမှာလှုပ်ဆောင်ခဲ့တဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအပြစ်တင်ခဲ့ကြပါတယ်။ဒီလိုရက်တွေကကြီးမားတဲ့လက်စားချေတိုက်ခိုက်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့သူတို့ကငြင်းခုန်ခဲ့ကြပါတယ်။ဆန္ဒပြမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပြီး ိုင်ငံသားတွေကအဖြေတွေနဲ့အကာအကွယ်တွေကိုတောင်းဆိုခဲ့ကြပါတယ်။ Israel တွင်နိုင်ငံရေးအငင်းပွားမှုတွေအပူတပြင်းဖြစ်လာချိန်မှာလုံခြုံရေးတပ်ဖွဲ့တွေကအမြင့်ဆုံးသတိပေးအခြေအနေမှာဆက်လက်ရှိနေခဲ့ပါတယ်။တိုက်လေယာဉ်တွေကောင်းကင်မှာဆက်လက်ပြန်ဝဲနေပြီးဒုံးကျည်ပစ်ခတ်မှုဒုတိယလှိုင်းတစ်ခုဖြစ်လာနိုင်တာကိုကာကွယ်ဖို့ကာကွယ်ရေးစနစ်တွေအသက်ဝင်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဒီအခိုက်အတန့်မှာတော့ Israel ရဲ့ view ဟာဟာတိတ်ဆိတ်မှုဖြစ်လာပါတယ်။ဒါဟာပိုကျယ်ပြန့်တဲ့စစ်ပွဲတွေအလျင်ဆလိုမဝင်ရောက်ဖို့ရောအချိန်ကြီးအချိန်အကြီးကျယ်မဟာမိတ်နဲ့ပူးပေါင်းအစီအမံတစ်ခုအတွက် အချိန်ဆွဲဖို့ရောရှိပဲတာပါဒါပေမဲ့အစ္စရေးကတိုက်ခိုက်မှုကိုရပ်တန့်ထားတဲ့မှာဒေသတစ်ခုလုံးကလှုပ်ရှားလာခဲ့ပြီးတကယ့်အန္တရာယ်ကနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာပဲဖြစ်ပါတယ်အစ္စရေးကဆောင်းပိုင်းနေချိန်မှာဒေသတစ်ခုလုံးကတိတ်ဆိတ်မနေခဲ့ပါဘူးအီရန်ရဲ့အနီးကပ်ဆုံးမဟာမိတ်တွေလှုပ်ရှားလာခဲ့ပါတယ်လပ်နုံအခြေဆိုင်လက်နက်ကိုင်ဖွဲ့ဟစ်ဘိုလာကတတိပေးဆင့်ကိုတိုးမြှင့်လိုက်ပြီးအစ္စရေးကတံပြန်တိုက်ခိုက်မယ်ဆိုရင်ဖြစ်နိုင်တဲ့လုံဆောင်မှုတွေကိုသတိပေးခဲ့ပါတယ်။တချိန်တည်းမှာပဲဆီးရီးယား၊အီရန်နဲ့ရီမေမာရှိတဲ့အီရန်ထောက်ခံတဲ့ပြည်သူ့စစ်အဖွဲ့တွေက သူတို့ရဲ့တိုက်ခိုက်သူတွေကိုစုသီးပြီးအနေထားတွေကိုအားဖြည့်လာခဲ့ပါတယ်။ဒါကပိုချဲပြက်နဲ့ပြိပခတစ်ခုရောက်လာနိုင်တယ်ဆိုတာကိုအချက်ပြပါတယ်။ဝါရှင်တန်မှာတော့အမေရိကန်ယာရှိတွေကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။သမရအင်ဘီရောကအစ္စရေးကိုအပြည့်အဝထောက်ခံကြောင်းကတိပြုပြီးအရှိမြေတဲ့ပြည်လည်ကိုလေကြောင်းကာဝေးစနစ်တွေထပ်မံပို့ဆောင်မှုဆွေးနွေးခဲ့ပါတယ်။ဒီဒေတာမှာရှိတဲ့ American စစ်သည်မော်တွေကိုအဆင့်အင်းအမြင့်ဆုံးအဆင့်မှာထားရှိခဲ့ပါတယ်။ American Dread ဒါဟာ Israel တခုလည်းမဟုတ်ဘဲ Iran နဲ့သူ့ရဲ့ထောက်ခံသူတွေကိုတင်းမာမှုတွေတိုးလာရင် တုံ့ပြန်မယ်ဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားပို့မှုပါအခြားနိုင်ငံတွေကလည်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်တူရကီနဲ့ကာတာကတင်းမာမှုတွေရှော့ချဖို့အရေးပေါ်ဆွေးနွေးပွဲတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပြီးရုရှားနဲ့တရုတ်ကတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစိုးရအဝေးတစ်ခုကျင်းပဖို့တွန်းအားပေးခဲ့ပါတယ်အီရန်ကဓာတ်ရိုက်တိုက်ခိုက်ဖို့ဆန္ဒရှိတယ်ဆိုတာကိုပြသခဲ့ပြီးဒါကပိုကြီးတဲ့မေကွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်အရှိလေပိုင်းဟာ NLA များတဲ့အခန်းကဏ္ဍတစ်ခုစီဥတည်နေသလားဒါဟာတိုက်ခိုက်မှုတစ်ခုတတ်တတ်မဟုတ်ပါဘူးဒါဟာကြီးညာချက်တစ်ခုပါအီရန်ကဓာတ်ရိုက်ထိတ်တိုက်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုပြသခဲ့ပါတယ်။အခုမေကွန်းကဣသရေကဘာလုပ်မလဲဆိုတာတခုလည်းမဟုတ်တော့ပါဘူး။နောက်ထပ်လာမယ့်အရာတွေကိုရပ်တန့်ဖို့ကဘာကဘလောက်ထိလှုပ်ဆောင်မလဲဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။